အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတစ်ခါဖတ်ပြတင်ဆက်ပေးမယ့်ဝိထုတို့လေးရတော့စာရေးဆရာမင်းတင်ထွန်းရေးသားထားတဲ့ငါမူးရန်လူနဲ့ရတဝိထုတို့များစာအုပ်မှာအကုတုံမှာဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။အကုတုံမှာအောင်မေရာရာဆက်ဆက် ဒင်းတို့ကငါ့လောက်ရက်ကိုလာပြီးတော့ဒင်းတို့အမေဘက်ကနေကန့်ကွက်နေကြတယ်လေအခုတို့ကောင်းနေကျေးဇူးကန်းနေငါကျေးဇူးတွေကဒင်းတို့လဲချောင်းထဲမှာရှိနေသေးတယ်အန်ထောက်ခိုင်းရင်တောင်မှအတောက်လိုက်ထွက်လာမှာဟင်အခုလဲကျုပ်ကမတရားလုပ်တာမှမဟုတ်တာကျုပ်ဆွဲချိုးရောင်းပြီးတော့ဝဲထားတဲ့မြေးအိမ်ကိုသာအဖေဆောက်ခဲ့တာအခုအဖေဆုံးတာ၃နှစ်ကျော်ပြီဒါကြောင့်ကျုပ်ကကျုပ်မြေးကိုကျုပ်ပြန်ယူမယ်အမေတို့ထွက်ပြီး ိမ်ကတော့အဖေဆောက်ထားလို့ဖြတ်ယူသွားကြအမေနေဖို့တနစ်စာအိမ်ကားပေးမယ်အိမ်ကြီးကိုဖြတ်ရောင်းရင်အိမ်ဟောင်းစင်းနဲ့တော့ရမယ်အဲ့ဒီငွေကိုကျုပ်တပြားမှမယူအမေလှချင်လူအမေသားသမီးတွေပေးချင်လဲပေးလို့ပြောတာကိုတော့လုံးဝလက်မခံဘူးဘယ်လက်ခံမလဲအောင်တိုးတို့ အောင်ဆိုးတို့ခင်ဆန်းတို့ကအမေကိုမြှောက်ပေးနေကြတာကိုဒီမေကအမေနဲ့လည်းမဆိုင်ဘူးသူတို့နဲ့လည်းမဆိုင်ဘူး ကျုပ်ဆွဲကြိုးရောင်းပြီးတော့ဝယ်တဲ့မြေအိမ်ကတော့အဖေဆောက်ထားတာအိမ်ရတာအမေနဲ့သူတို့နဲ့ဆိုင်တာကျုပ်နဲ့လည်းဆိုင်တယ်ဒါပေမဲ့ကျုပ်ကအိမ်ရောင်းလို့ရတဲ့ငွေကိုတပြားမှအမွေမယူဘူးလို့သဘောကောင်းတာနဲ့ပြောတာကိုလက်မခံဘူးကျုပ်မြေကိုဘာလို့ပေးရမှာလဲအမေနဲ့အဖေနေလို့သာခွင့်ယူထားတာအခုအိမ်မှာအောင်တိုးနဲ့ခင်ဆန်းတို့မိသားစုကကက်နေကြတာလေ အောင်တိုးကဘာမှအလုပ်ရှိတာမဟုတ်ဘူးအခုတို့အလုပ်ကြက်မွေးရလေခင်းဆန်းလဲဘာထူးလဲတယောက်ကြမောင်ထေးကငှက်ဖမ်းနေခင်းဆန်းကဖះကြီးမှာငှက်ရောင်းနေလေတကယ်အခုတို့လုတ်တဲ့လုတ်အလုပ်လုတ်တဲ့လူတွေလေဘယ်ကြည့်ွားမလဲငွေလိုချင်ရင်ကျုပ်စီကိုပြေးလာကြတာလေကျုပ်က သူများဆိုရင်အပေါင်ပစ္စည်းပါမှချေးတာကို့မောင်နဲ့ညီမဆိုတော့အလွတ်ချေးပေးပါတယ်အတိုးကတော့အများထုံးစံပေါ့ ဒီနို့မလေးမစားဖြစ်မှာဆိုလို့ပါအောင်ဆိုးကတော့ရောက်ခမအိမ်မှာလိုက်နေတယ်သူလဲရောက်ခမအရက်ဆိုင်မှာအရက်ရောင်းရတဲ့အကုတိုလ်လုံလုံနေတဲ့ကောင်းပဲဒီလဲရောက်ခမငွေလိုရင်ကျုပ်စီသားရှိရတာပါပဲကျေစုကန်းတွေဒီနို့ကမြေကိုဘယ်ရောင်းစေချင်ကြမလဲဘုံပြောက်ပါဦးအမွေမရမှာကိုဒါကြောင့်အမေကိုမြောက်ပြီးတော့ကျုပ်မြေကိုမပေးဖို့မရောင်းခိုင်းဖို့ပြောနေကြတာပေါ့ မယောင်းလို့တော့မဖြစ်ဘူးကျုပ်မာလည်းအပူနဲ့ကျုပ်ယောက်ျားကိုတင်မာရဲ့အုတ်ထုံတဲကြောက်အယောင်းဝယ်ရလဲအရှုံးပြနေတယ်။တားကလည်းကားအစ်ပူစားနေတယ်။တမီးကလည်းတက်ကတူတက်ရတော့ဗန်းစင်းစာအုပ်ဖွင့်ခိုင်းပြီးတော့တလတလသူ့ဗန်းစာအုပ်ထဲဆယ်သိန်းထည့်ပေးပါတဲ့။ပတ်စံရှိတားသမီးတွေအရာရှိတားသမီးတွေမှာတက်ကတူရောက်ရင်ကိုပိုင်ဗန်းစာအုပ်တွေနဲ့တဲ့။ဒါကြောင့်ရောင်းချင်တာပါ။ကျုပ်ဖြစ်ကို သူတို့ကမတနာကြဘူး။ ူတို့လိုတာပဲနားလေကြတယ်။သွေးဆိုပေမဲ့အေးဆိုအအောင်ကိုရအောင်။ဒီတော့ရှင့်အနေနဲ့တိုင်မရတာပေါ့။ရှင့်နေရတဆင်းအမေကိုအိမ်ကားတနစ်စာပေးမယ်။အဲ့ဒီအပြင်ငွေတသိန်းပေးမယ်။ကျန်တဲ့၃ယောက်ကိုလည်းတသိန်းစီပေးမယ်ဆိုတာကိုလက်မခံကြဘူး။ခင်ကျန်းရဲ့ညီပြောပြောနေတဲ့ဆွဲကြိုးဆိုတာကညီဖေနဲ့ငါဆင်းပေးထားတာပါ။မြေဝယ်တော့ငွေလိုလို့ယူရောင်းရတာပါအေး။အဲ့ဒီငွေကြီးမဟုတ်ပါဘူး။ ။နောက်စီးပွားရေးအဆင်ပြေတော့လေညီကိုဆွဲချုပ်တကုံပြန်ဆင်ပေးတာပဲမဟုတ်လား။မတရားမလုပ်ပါနဲ့အေး။တာသမီတွေထဲမှာညီအချမ်းသာဆုံးမှာ။အမေကညက်ရီခံထိုးပြီးတော့ပြောတယ်။ကျုပ်ဆွဲချိုးရောင်းပြီးတော့မြေဝဲတာကျုပ်မြေပေါ့။ဘယ်သူမေမေကျုပ်ဘက်ကပါမ။ကျုပ်ရှေ့နေကိုမေးပြီးပြီ။ဆွဲချိုးဝဲတော့ကပေါင်းချာမှာကျုပ်နာမည်နဲ့အဖေကဝဲပေးတာ။အဲ့ဒီပေါင်းချာကျုပ်သိမ်းထားတယ်။အဲ့ဒါတက်တည်ခံမယ်။ ကျုပ်ဆွဲကြိုးရောင်းပြီးတော့ညီဝဲဆိုတာအမေအတိဆုံးအမေဟာအကောင်းဆုံးတက်တယ်လို့ရှင့်နေရပြောတယ်။ဒါကြောင့်ကျုပ်ဒေါသမထွက်ခင်ကျုပ်ပေးသလောက်လက်ခံကြပါမဟုတ်ရင်လူမတက်ပေမဲ့လက်ဖက်ထုတ်တက်ရပါလိမ့်မယ်။တရားရုံးကစကားပြောကြရပါလိမ့်မယ်နော်။နောက်ပြီးကျုပ်ချမ်းသာတာကိုမနာလို့မရှိကြပါနဲ့။ကျုပ်ကုတို့နဲ့ကျုပ်ချမ်းသာတာပါ။အမေသားသမီးတွေဆင်းရဲမှာပေါ့။အားလုံးက အကုတုလို့လုံနေကြတာကိုအမေလဲအကုတုစားရီစားနေတာဒီတော့အချုံမရအချိန်မရရီဆိုတော့ကျုပ်လဲတီးခတ်နိုင်မှာမဟုတ်ဘူးနော်ဆိုင်နဲ့ထဲဖို့နဲ့တားသမီးတွေလှုပ်ပေးဖို့ငွေကအရေးကြီးလို့နေတယ်ဒါကြောင့်မြေရောင်းဖို့ရှေ့နေကြီးလက်အဲ့ရတော့တာပေါ့ဒီတော့တရားရုံးမှာတရားမမှုကိုဥထိုက်ရှောက်ရတော့တာပေါ့ဘယ်တက်နိုင်မလဲလေကျုပ်စကားမှာ နားမထောင်ပဲအတ္တတွေများနေကြတာကို ခြေနဲ့အတိုင်းပါပဲကျုပ်စီပထမဆုံးရောက်လာတာကအကုတူကောင်အောင်ဆိုးလေအရက်မူးပြီးတော့ပေါ့မခင်ဂျန်တကားဖွင့်စမ်းခမားနဲ့ကျုပ်စင်းရင်းရှင်းစရာရှိတယ်ဘုံတေနာကြအတန်ပြဲကြီးနဲ့អော်နေလိုက်တာတရက်ကွာလုံးကြားနေရတယ်ဒေးလိုကောင်လုံးဘာမှတွေ့စရာအကြောင်းမရှိဘူးတရားရုံးကြမှာရှင်းမယ်အမှန်တရားကကျုပ်ဘက်မှာရှိနေတာကျုပ်သိတယ် ဒင်းတို့ကအမွေလိုချင်လို့အမေကိုမြောက်ပေးနေကြတာဒင်းတို့တပြားမှမရပဲရှိတာကောင်းအောင်ကြုတ်လုပ်ပြမယ်ခင်ချမ်းနဲ့တချမ်းနဲ့ပဲရှိတယ်ဒီမှာရက်ကတော့ရေအမေကိုတရားစွဲတယ်တဲ့ခစ်တဲ့အစားတသက်မိမချမ်းကိုမြင်မှုကြရဲ့လားမမြင်မှုရင်လာကြည့်ကြပါအောင်လာကြည့်ကြဟောဒီမှာဗျို့တရားမှာတယောက်မမြင်မှုမရှိရလေအောင်လာကြည့်ထားကြလေနာကောင်မူးမူးနဲ့စွတ်အော်နေတယ် ရက်ခွက်ကကြုတ်ကိုအထင်ကြီးနေကြတာအထင်တရောင်ဒင်းရလုတ်တယ်ပေါ့အခုတို့ကောင်ဟဲ့မိမောတကားသွားဖွင့်ပေးလိုက်မိမောတကားသွားဖွင့်ပေးတော့အခုတို့ကောင်ကတရီးရိုင်နဲ့ဝင်းနဲ့အဖော်နှစ်ယောက်ကအဖော်နှစ်ယောက်ကလည်းတိုင်းခွက်နင်းလို့ကြက်ကန်ကန်မိုက်ကန်ကန်ပုံစံတွေဝင်လာခဲ့တယ်မောင်စိုးငါမောင်လေးကလည်းစောစောစီဘာလို့တောက်လာရတာလဲဟဲလာအထဲဝင်လာကြလား ိမ်ဝရောက်တော့ကျုပ်ကသွားတွဲတယ်။ဖဲကျုပ်ကမထိနဲ့။အောင်မဲတေနာက ကျုပ်လက်ကိုတော့ပုတ်ထုတ်ပြစ်တယ်။အရက်စော်ကလည်းဟောင်လို့ဒီကိုခရုဆိုင်ခြင်းလို့မဟုတ်ဘူး။ဒီရဲ့ပါဆက်တက်နေပြစ်နေတာတွေကိုအရက်ကအဟုတ်ထင်သွားမှစိုးလို့ပါ။ဒင်းကတိုက်ထဲဝင်သွားတယ်။အဖော်နှစ်ယောက်ကလည်းကျုပ်ကိုမိုက်ကြည့်ကြည့်ပြီးတော့ တိုက်ထဲဝင်လိုက်တယ်။ငမောင်တို့လည်းထဲဝင်ကြလေ။တကယ်တော့တိုက်ထဲရောက်နေကြပါပြီ။ ကြောက်လို့မဟုတ်ပါဘူးပြစ်တနာမဖြစ်ချင်လို့ပါလာငတ်မောင်ဆိုပါပေါ်ထိုင်မိမောညီကိုတွေအတွက်အေးအေးသုံးမှုယူခဲ့မတောက်ချင်ဘူးခမည်းကျွေးတာစားချင်တောက်ချင်လို့လာတာမဟုတ်ဘူးခမည်းနဲ့စီးရင်ရှင်းနေလို့လာတာပြောစမ်းမအောင်ခမည်းအမေကိုဘာလို့တရားဆွဲရတာလဲအောင်ဆိုးကဆိုပါပေါ်ခြေပြက်လက်ပြက်ထိုင်ချလိုက်ပြီးတော့ကျုပ်ကိုမျက်ထောင်ကြီးကြီးနဲ့ကြည့်ပြီးတော့အတန်မာမာနဲ့မေးတယ် အမေတို့တရားစွဲတာမဟုတ်ပါဘူးငမောင်ရဲ့အမေနဲ့တရားပြိုင်လို့ဖို့တရားရုံးကိုဥတိုင်းလျှောက်ထားတာပါဘာထူးသေးလဲဗျဘာဘူကြီးနဲ့အရာကြီးကအတူတူပဲမဟုတ်သေးဘူးငမောင်ရဲ့အမွေဆိုတာကကို့အချင်းချင်းရှင်းလို့မရရင်တရားရုံးကရှင်းမိကြတာလေဒါသဘောပါကျုပ်ကအချို့သာဆုံးအရှိဆုံးစကားတွေကိုအပြုံးလေးစုပြီးတော့ပြောနေရတယ်ဒီကောင်ကလွယ်တာမဟုတ်ဘူး ငငယ်တဲ့ကထစ်ဆူလက်ပါတဲ့ကောင်ရက်ကွက်ယုံနဲ့ရဲစခန်းခဏခဏရောက်တဲ့ကောင်လေမိမရလို့ငြိမ်သွားတာသူ့လူနှစ်ယောက်ကလည်းမျက်စာပြစ်လိုက်နဲ့ဘာမှမစင်စားပဲလုံမဲ့ကောင်လေဘာမွေလဲဒီနေ့ကအဖေနဲ့မွေမွေထားဝယ်ထားတယ်မြည်အဖေတည်ပေမဲ့အမေရှိသေးတယ်အခုအမေနေတယ်နေပါစေပေါ့ဒါဟုတ်ခမရဘာမွေလှုပ်ပြီးတောင်းတာလဲမိဘကိုဇရက်ပေါ်ရအောင်လုပ်နေတာလားမဟုတ်ပါဘူးငါမောင်ရဲ့ အမေကိုငါအိမ်လာပေးမှာပါအမေလိုတဲ့အခါလဲငါထောက်ပံ့မှာပေါ့အခု မထောက်ပံ့ဘူးဆိုတာက အောင်တုံးနဲ့ခင်းဆန်းကအမေနဲ့ကက်နေကြတာလေသူတို့ကြွေးမွေးနေလို့ငါမထောက်ပံ့တာပါမင်းမသိပါဘူးငါမောင်အမေမရှိရင်ဒီမေကို အပိုင်စီးဖို့အောင်တုံးနဲ့ခင်းဆန်းရောက်ကြကြံနေကြတာသူတို့နှစ်ယောက်ထဲယူမယ်ပေါ့ဥပဒေရအိမ်ဆိုတာကအနေကြသူကမိဘတွေမရှိရင်အမွေရတာလေငါကလည်း ငါအိမ်နဲ့ငါငါမောင်ကလည်းရောက်ခမအိမ်မှာနေကြတာမဟုတ်လားအမေဆိုတာကတက်နေတယ်မလားမနေ့ပြန်တည်မလားမသိဘူးလေဒီတော့ငါတို့ကညံရှိရှိနဲ့ကြုံလောက်ထားရမှာမဟုတ်လားအမေကငါတေချာရှင်းပြထားပါတယ်နားမဝင်ဘူးဟဲ့အမေတင်အောင်တုံးနဲ့ခင်ဆန်းမယ်ဒီမျိုးခွဲယူကြမှာငါလဲရမှာမဟုတ်ဘူးငါမောင်လည်းရမှာမဟုတ်ဘူးဒါကြောင့်ငါကမခံနိုင်လုံးလို့လုပ်ရတာပါဟဲ့ ငါရှုံးနေဖြစ်စီနိုင်နေဖြစ်စီငါအချစ်ဆုံးငါမောင်ကိုတော့ငါမနစ်နာအောင်ခွဲပေးရမှာပေါ့ဟုတ်လားငါမောင်ကိုအမအမြဲကူညီနေတာပဲလေမင်းရောက်မှတွေကိုငွေလိုရင်လဲအမလည်းချေးပေးနေတာပဲမဟုတ်လားငွေချေးတာကခမရအတိုးနဲ့ချေးတာပြောအမနေနဲ့ခမရကိုကို့အမမို့ရစေချင်လို့ချေးတာခမရမချေးလဲဒီပြင်မှာပြည့်လို့ဂုံဖောမနေနဲ့ ခမရပြောသည်မကျုံမုန်းနေပေမဲ့ယုံလိမ့်မယ်လို့မထင်နဲ့အမေစကားပဲကျုံယုံနေဘာမွေးမှကျုံမလို့ခြင်းမူဒီမျိုးအမေတည်တဲ့အထိပဲနေသွားပါစေအမေတည်သွားလဲခမရမြေဆိုရင်ခမရရစီရမယ်သွားမယ်ငါမောင်အချိုကြီးလေးတောက်သွားအောင်လေမတောက်ရဲပါဘူးအမေတော်တရားစွဲရတဲ့မိန်းမမောင်ဆိုရင်အဆက်ရည်တိုက်မှာတေးချားတယ်ဟဲ့သွားစို့မတောက်နဲ့ပေါ့ဟဲ့မိမော် အေးဘူးတွေရေခဲတက်တာလည်းပြန်ထည့်လိုက်။နောက်ဧည့်သည်လာရင်တိုက်ရအောင်။သမီးကြီးရေဒနာဆိုးတရင်ကြတော့ကျုပ်မှာအံ့ဩဒေါသလည်းဖြစ်ရတာပေါ့။ဒါကြောင့်သမီးကြီးနဲ့ဖြစ်တဲ့ဆိုတော့ဥသိလင်အိမ်သွားပြီးတော့သူ့မိမနဲ့ကလေးတွေရှိမှခွေးပြောတယ်လို့ပြောပြခဲ့တယ်။အားရပါးရကြမ်းပြီးတော့ပြန်လာခဲ့တယ်။ဟုတ်တယ်။ဒါမှဒင်းရှက်ပြီးတော့ကျုပ်သမီးကိုမပတ်သက်ရဲမှာ။ ကျုပ်သမီးကဘာသိမှလဲခုမှတက္ကသိုလ်ဒုတိယနှစ်ပဲရှိသေးတာခလေးတာတာရွယ်အမေကလည်းဘာလို့ဦးတည့်အိမ်သွားရရတာလဲသမီးရှက်ကိုသွားခွဲရလားဆိုပြီးအခန်းထဲဝင်ပြီးတော့ငိုလေရဲ့ကျုပ်မှချော့ကြည့်မိမဲ့ဒီတစ်ခါတော့မချော့နိုင်ပါဘူးခေါင်းတွေမူးပြီးတော့သွေးတွေတိုးနေတာကိုဆောင်ဝင်ပေးတဲ့ဆေးတောက်ပြီးတော့အဲ့ရပေါ်အိတ်နေရတယ်မေမေကြီးမေမေကြီး မေကြီးမောင်ဦးတိုးကတွေ့ချင်လို့တဲ့မမေကြီးနေမကောင်းဘူးပြောတာမရဘူးတိုက်ရှိမှာငုတ်တုတ်ထိုင်ဆောင်နေတယ်လို့မိမော်ကလာပြောတယ်ညီရပါလို့ဝင်းတကာဖွင့်ပေးရတာလေခါတိုင်းလိုကျက်ဥတွေလာပေးတာထင်ပြီးတော့တကားဖွင့်ပေးတာပါကျက်ဥတွေရောပါလားပါပါတယ်မမေကြီးရဲ့ဒင်းကတမောက်အောင်ဆိုးသွားပြောလို့လာရှင်းတာနေမှာပေါ့ ကော့ပစ္စည်းနဲ့ကိုဖြစ်နေရတော့မှအေးအေးဆေးဆေးမနေရပါလားနော်။ကျုံတိုက်အောင်ဆင်းပြီးတော့တိုက်ရှိထွက်ခဲ့တယ်။ဘာလဲမောင်တို့။မောင်ဆိုးပြောလိုက်လို့လာရှင်းလား။မဟုတ်ပါဘူးမကြမ်းရဲ့။မောင်ဆိုးကဘာမှမပြောပါဘူး။ရိတ်တာရိုက်လိုက်ပို့ခိုင်းလို့သူ့ဆိုင်ငယ်နဲ့လိုက်ပို့တယ်။ဒါဖြင့်ဘာလို့လာတာလဲ။မကြမ်းတရားဆွဲတာကိုပြန်ရုပ်သိမ်းပါ။မိသားစုချင်းရှင်းကြတာပေါ့။ ရှင်းလို့မရလို့တရားစွဲတာပေါ့ဘယ်သူကပိုက်ဆံကုန်ခံပြီးတော့ဖြစ်ချင်ပါလဲမဟုတ်သေးပါဘူးမကြမ်းရဲ့အမေမတည်သေးဘူးအမွေလူကြတယ်ရုံရောက်ကဲရောက်ဖြစ်ကြတယ်ဆိုတဲ့တဲ့ရင်ကလူကြားလို့မှမကောင်းဘူးဘာအမွေလဲဒါငါဆွဲချိုးရောင်းလို့ဝယ်ထားတယ်မြေအဲ့ဒီဆွဲချိုးကအဖေဝယ်ထားတာပါမြေဝယ်တော့ အဖေပတ်စံနဲ့မလောက်လို့မကြမ်းဆွဲကြိုးရောအမေငကက်ရောကျွန်တော်လက်စွပ်ရောရောင်းပြီးတော့မြေဝဲထားပြီးတော့ဆောက်တာပါမသိဘူးမသိဘူးမြေကငါဆွဲကြိုးရောင်းဝယ်တာအိမ်ကအဖေပတ်စံနဲ့နင်တို့ပစ္စည်းတွေရောင်းပြီးတော့ဆောက်ထားတာမြေကငါပဲဆိုင်နေအိမ်ကနင်တို့နဲ့ပဲဆိုင်နေအိမ်ကိုဖျက်ယူကြထားပါမကြမ်းရေဒီမျိုးကျွန်တော်တို့မောင်နှမ၃ယောက်မယူဖို့ဆုံးဖြတ်ထားပါဗျာဒါပေမဲ့အမေအတွက် နေဖို့ထိုင်ဖို့လိုတယ်လေဒါကြောင့်တဝက်ကိုခွဲပြီးတော့မကြံอยู่ပါကြံတဝက်ကိုအမေအတွက်အိမ်လေးဆောက်ပြီးတော့အမေတည်တဲ့အထိအေးအေးချမ်းချမ်းနေပါစေမကြံရင်ဒါဟုတ်လားပြောတာပါအမေတိန်အဲ့ဒီမြင်းနဲ့အိမ်လဲမကြံမဲอยู่ပါအခုသမီးကတရားဆွဲရဲဆိုတော့အမေစိတ်မချမ်းမသာဖြစ်တာပေါ့နေ့တိုင်းကြိတ်ကြိတ်ပြီးတော့ငုံနေရှာတယ်အမေစိတ်မချမ်းသာတော့ကျွန်တော်တို့သားသမီးတွေလည်းဘယ်စိတ်ချမ်းသာပါမလဲ ။ဒါကြောင့်မကြံတရားဆွဲတာကိုရုတ်သိမ်းပေးပါ။မကြံပေးမဲ့ငွေလည်းမယူကြပါဘူး။မောင်နှမတွေကိုစားကျွန်တော်ကလာတောင်းမှန်တာပါ။အောင်တို့ကပြောပြီးတော့ထွက်သွားတယ်။ကောင်းတယ်။ဒီနို့ကတားလိမ်ပါ။သမီးလိမ်မှာလောက်ကြတာပေါ့။ကျုပ်ကတော့ဆိုင်ထဲရင်းရမယ်။တားအတွက်ကားဝင်ပေးရမယ်။သမီးအတွက်ဘန်းစာအုပ်လေးလုပ်ပေးရမယ်။ဘယ်သူတွေပါပြောပြောကျုပ်လည်းဇနီးလိမ်မှာမိခင်ကောင်းတယောက်ပါပေါ့။ ပြဿနာကတခုတည်းမလားဘူးအဖော်နဲ့လာရဲဆိုတာတိတ်မှန်တယ်ကျုပ်သမီးယန္တနာဆိုတိတ်မိုက်တယ်တာကြီးမယားကြီးရှိတဲ့သူနဲ့ခိုးရလိုက်ပြေးသွားတယ်လေကျုပ်မှာဒေါသဖြစ်လုံးလို့တားငယ်အာကာဟိကိုကာမောင်ခိုင်းပြီးတော့ဒီလိုပြေးတဲ့ထင်းတဲ့နေရာကိုချက်ချင်းလိုက်တာပေါ့စိတ်ကလောနေတော့ကားပြေးရနေတယ်ထင်ပြီးတော့တားကိုဟဲ့မြ мян မောင်းစံလို့လောလိုက်မိတယ်လေဒီတော့ပြဿနာတစ်ခုထပ်ကြုံရတာပေါ့ လမ်းဖြတ်ကူးတဲ့ဖွားကြီးတယောက်ကိုကားတိုက်တာကားကဝင်တိုက်ပါလေရောပွဲစင်းပြီပဲကားလည်းဘာမှမဖြစ်ဘူးကျုပ်တို့သားမိလည်းဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့အာကာဟိခမညာအကြောက်လုံးကြီးစကားမပြောနိုင်တော့ဘူးမျက်လုံးလေးကလေးကလေးနဲ့အချောက်ခံနေရတာကျုပ်မှတနာလုံးလို့လူရှိမရှောင်သူရှိမရှောင်ငိုလိုက်ရတာသူ့ဖေကိုတင်မာကိုပြောဖို့အုတ်ထုံးတဲကြောက်ရောင်းတဲ့ဆိုင်ကိုလိုက်သွားတယ်မရှိဘူး သူ့စည်းမလေးနဲ့ထွက်သွားတာနှစ်ရက်ရှိပြီတဲ့။တေနာကြကြည်သူ့ကိုတော့ဆိုင်ကအရှုံးပေါ်လို့စည်းရင်စရာအောင်မဲအိမ်ကိုလေးငါးရက်ပြန်မလာနိုင်သေးဘူး။စည်းမတွေကလင်ကကြည့်လှုပ်ထားတာနေမှာလို့ပြောထားတာ။အခုတော့ဒီကစည်းမတယောက်ကိုကလင်ကကြည့်လှုပ်သွားတာဝို့။အမလေးပြဿနာတွေပြဿနာတွေဘယ်လိုဖြေရှင်းရမလဲနော်။တယောက်ယောက်ကကျုပ်တို့ကိုဒုက္ခရအောင် လုပ်နေတာတံပြန်ပါ ဘေးရင်လက္ခဏာဖြစ်ဖြစ်သွားမေးပြီးရေရရာတခုခုလုံးမှရမယ်။မေမေကြီးမေမေကြီးညီမမခင်ဆန်းကမေမေကြီးကိုတွေ့ကျင်လို့ဝင်းခွင့်တောင်းနေတယ်။မိမော်ကလာပြောတယ်။အခုမိဆန်းဘမလဲ။ဝင်းမဝမှာစောင့်ခိုင်းထားတယ်မေမေကြီး။ဟဲ့ချက်ချင်းတကားဖွင့်ပေးလိုက်။ဘာလို့စောင့်ခိုင်းနေရလဲ။အလိုက်ကန်းစိုးမသိဘူး။သွား။ဟုတ်ဟုတ်ကဲ့မေမေကြီး။ ျုပ်လည်းအဝိစာအမြန်လဲပြီးတော့ပတ်စံအိတ်ယူကအောက်ထက်ကိုဒရော်တော်ပါဆင်လာခဲ့တယ်။ခေစန်းကဆိုဖာဘေးမှာကျုပ်လာကိုစောင့်မျှော်ပြီးစောင့်ကြည့်ပြီးတော့မျှော်နေတယ်။ဟဲ့ခင်းစန်းအတော်ပဲငါနဲ့လိုက်ခဲ့။ဘယ်လဲမကြံ။ငါမှာအပူမီးတွေတွေ့နေတယ်။နင်းတို့ဖျားကြီးမှာဘေးဒီလက္ခဏာမေးပြီးတော့ရေရရချေချင်းလို့နာမည်ကြီးရဲ့ဆိုင်ခေါ်သွားစမ်း။ဘလောက်ကုန်ကုန်လုံနိုင်တယ်။ နောက်မှလိုက်ပို့ပါမယ်မချမ်းရဲ့ကျမယောက်ျားအခု TV ဆေးရုံမှာတက်နေရတယ်ငွေလိုမှာမို့အမစီလာပြီးတော့ငွေလာချေးရပါအတူလဲပေးပါမယ်နေ့ကိစ္စအေးမကြီးဘူးညယောက်ျားကစောစောစီငတ်ဖမ်းလို့အေးမိတာ အခုတို့လုတ်တွေလုံနေကြတာကိုအပြန်မငါချေးမယ်အခုငါနဲ့လိုက်ခဲ့ပြောပြောဆိုဆိုနဲ့ကျောက်တိုက်ထဲကထွက်လာခဲ့တယ်အိမ်မှာကားတစ်စီးအပေါ်ရှိပေမဲ့မမောင်းရဲဘူး လမ်းပေါ်ထွက်ပြီးတော့တက္ကစီငားတယ်။ကားသမားကိုဖះကြီးတောင်ပတ်မုတ်ကို မောင်းခိုင်းတယ်။ဇောင်းနှန်းဝဲရမှာဘေးဒီလက္ခဏာဟော်ရန်တွေဟော်ကန်းတွေရှိတာကိုခေဆန်းခေါ်ရလိုက်သွားလိုက်တယ်။အရေးတယ်ဘေးဒီဆရာကမွေးတက်ခရစ်မင်းမွေးနေမင်းမဟာဗုဒ္ဓံသူဇာတာဖွဲ့ပတ်တနုလက်ပိစာဆန်နဝင်း နက်ခတ်တွေတွက်နေပြီးတော့ရှယ်ဟောလာ အထူးဟောလာရိုးရိုးဟောလာမင်းနေသေးတယ်စိတ်မရှိတော့ဘူးကဲဘေးဒီဆရာကျုပ်သမီးကြီးကလင်းနောက်လိုက်ပြေးသွားတယ်။တားကကတ်တိုက်မှုနဲ့အချုပ်ခံနေရတယ်။လင်းရစေးမနဲ့ပျောက်နေတယ်။ဒီပူရင်ငေးအောင်ရေရရချင်းကိုလာမေးတာ။ရေရနာကိုရေရရကိုရှဲပြောလို့ပြောလိုက်မှဟာအမကြီးရဲ့ဇာတာခွေမှာလင်းတော့ကတားသမီးတော့ကတွေနဲ့တွေ့ရခင် စိုက်နေတယ်။ဂျိုမာလည်းပြက်ကိန်းစိုက်နေတယ်။ဒါဟုတ်ဟောမလို့ပါပဲ။ကဲမပူနဲ့။ရှယ်ရေတရာပေးလိုက်မယ်။တကိုးကြီးဖျားရဲ့တင်းငုံနေတော့မှငှက်တက်တဝါကိုလှုပ်။မြင့်မြင့်ရောက်လေကို့အနောင်ဖွဲကတော့ကရကင်းဝေးလေပဲ။ကဲဘေးရင်ဆရာရော့။ကျုပ်ပဆိုင်အိတ်ထဲကငွေတရွက်ကိုထုတ်ပေးပြီးတော့ဘေးရင်ဆရာခန်းထဲကထွက်လာခဲ့တယ်။ခင်းဆန်းလဲကပ်ပါလာတယ်။ တင်းငွေငွေတောက်ဆိုတာဘယ်နေရလဲကျမတို့ငှက်ရောင်းတဲ့ဗုဒ္ဓဝင်ပြတိုင်းနာကိုပြောတာကျုပ်ဖះရင်မြင်တော့အရှိဘက်ကဖြတ်ပြီးခတ်တုတ်တုတ်သွားတယ်အမဖះရောက်တော့မဟာမျက်မှုနီဖះကြီးဝင်းဖူးအောင်လေနေစမ်းမှာဟဲ့နေရလဲတမောက်ရေရချေဘွားရေးကြည့်တယ်နောက်မှဖုံးမယ်ငှက်ဆိုင်နာရောက်တော့ဟဲ့ခင်းဆန်းနေဆိုင်မဖွင့်ဘူးလား ကိုထေးစီးုံတင်ထားရပါလေဆိုမှမကြံရဲ့ဒါကြောင့်နိစ်ကနောက်မှပြောငါ့ကိုငှက်တကောင်ဝယ်ပေးစမ်းနင့်အတိတွေပဲမဟုတ်လားဈေးမများစေနဲ့မကြံကလည်းဒီမှာရောက်နေငှက်တွေကအတောင်တစ်ဖက်ကိုထိတ်ကနည်းနည်းစီ ဖြတ်ပြီးသားတွေဒါမှဝေးဝေးမပြန်နိုင်ပါပြန်ဖမ်းပြီးတော့ရောင်းနေကြတာမကြံလိုချင်ရင် အတောင်မဖြတ်သေးတဲ့ငှက်ကိုသွားယူပေးမယ်လေခင်းစန်းကသူ့ကိုတိုးတိုးကပ်ပြောတယ် ဟဲ့ငါမှအချိန်မရှိဘူးသူတို့အခုတော့မကြောက်လို့သူတို့လောက်တာလောက်ပါစေပါငါကတော့လွှတ်ရမှာပဲဟဲ့ဟဲ့ဟိုလောင်ကြိုက်နေရငှက်ကြီးကြီးကိုတွားဝင်စမ်းငှက်ကြီးကြီးလူတော့ငှက်ကြီးကြီးလွတ်တော့ကုတူမြမြရတာပေါ့အေးကျုပ်ကတထောင်နဲ့တရွက်ပေးလိုက်တယ်ခင်းစမ်းဘာမှ မပြောတော့ပဲဈေးစီပြီးတော့ဝယ်လာတယ်ကျုပ်ကိုလာပေးတယ်ကျုပ် အရှိတ်ဘက်ကို မျက်နှာမူလိုက်တယ်။ငှက်ကြီးကိုလက်နှစ်ဖက်နဲ့ကင်မြောက်ပြီးတော့ဆူတောင်းတယ်။ကျုပ်သမီးကြီးအမြင်မှန်ရပြီးတော့လိုက်သွားတဲ့လူကိုပြစ်ပြီးတော့အိမ်ပြန်လာပါစေ။ကျုပ်သားလည်းတစ်ဖက်ကဂျေအေးတောင်းမှန်လို့အမှုပေးပါစေ။ကျုပ်လင်နဲ့ပါသွားတဲ့ကောင်မလည်းလေဖြတ်သေးပါစေ။သုံးချိန်သုံးကမျက်စိမိတ်အာယုံပြုတ်ရွတ်ဆိုပြီးတော့လက်နဲ့ကင်မြောက်လှုပ်လိုက်တယ်။ဖလက်ဖလက်ဖလက် အတံမြီပြီးတော့ငှက်ကြီးကပြန်သွားတယ်။ကျုပ်မျက်စိဖွင့်ကြည့်လိုက်တယ်။ဝေးဝေးမပြန်ဘူး။အနာကတပင်ကြီးမှာသွားနာတယ်။ကျုပ်ကြည်နီးစွာကြည်နူးစွာကြည်နေမိတယ်။ဒီအချိန်မှာပဲကြောင်နဲ့ကြီးတကောတပင်ကွာကြမှာဘွားကနေပေါ်လာတယ်။ကျုပ်မျက်လုံးပြူးသွားတယ်။ကြောင်ချောင်းနေတာကိုငှက်ကြီးကမသိဘူး။လွတ်ပြီးကျွတ်ပြီးဆိုပြီးတော့တစ်ကိုင်းပေါ်မှာအေးအေးဆေးဆေးနားနေတယ်။ကြောင်က တဖြည်းဖြည်းအနားလေးတိုးသွားတယ်။ဟဲ့ကြောင်ဟဲ့ကြောင်ကျုပ်အော်လိုက်ပြီမဲ့နောက်ကျသွားပြီ။ကြောင်ကငှက်ကြီးကိုခုံအုပ်ပြီးတော့ဗစက်နဲ့ကြိုက်ချီကတစ်ပင်ပေါ်ကပြန်ဆင်းသွားတယ်။ကျုပ်မှကြည်ရင်ကြည်ရင်နှလုံးတွေအခုံမြန်ခေါင်းတွေလည်းရမ်းမူပြီးတော့မြေပေါ်ကိုပြော့ခွေကျသွားတယ်။တမီခင်ကျန်ဒရိယာလားအမေတန်ကြားရဲ့လားအမေတန်မှတ်မိတာပေါ့ ကျုပ်စကားပြောချင်တယ်ပြောကြည့်တယ်အတန်ကမထွက်ဘူးအမေကိုကြည့်ချင်တယ်ဖွင့်လို့မရတော့ဘူးအတန်နေတားနေရတယ်မချန်အမငယ်နဲ့ခင်းဆန်းမချန်တတိရတဲ့အထိစောင့်ပေးမယ်နော်မချန်ဘာမှမဖြစ်ဘူးပြန်ကောင်းလာမယ့်နေ့ဆိုပြန်ကောင်းလာမယ့်နေ့အထိကျွန်တော်စောင့်ပေးမယ်နော်အောင်တိုးရဲ့အတန်မချန်မချန်မချန်ဖြစ်ချင်တဲ့အတိုင်းအိမ်နဲ့ဝင်းကိုမချန်ကိုအားလုံးပေးပါပါ အမေကရိတ်တာသွားနေတော့မှာ ကိုတို့နဲ့ခင်ဆန်းလဲအိမ်ခါပြီးကြပြီမကြံဘာမှစိတ်မပူနဲ့နော်နေကောင်းနေအောင်စိုးတန်ကငိုတန်ကြီးနေပါလားသူတို့စကားတွေကြောင့်ကျုပ်ဝမ်းနေလိုက်တာဘယ်မလဲကျုပ်သမီးကျုပ်သားကျုပ်ယောက်ျားကျုပ်ချစ်တဲ့သူတွေကျုပ်နားမှာတယောက်မှမရှိဘူးငိုရှင်လိုက်တာပားပြင်ပေါ်မှာမျက်ရည်ပူစီစင်တာကိုခန်းစားလိုက်ရတယ်သမီးခင်ကြံအမေတို့ပြောတာကိုကြားတယ်မဟုတ်လား ဘာလို့ငိုနေတာလဲတမီးရဲ့တိတ်တိတ်ဆီယမတမီးကြီးပြန်ပြီးတော့တရိယာလာမှာမဟုတ်လားမပြောနိုင်ဘူးအတော်ကိုမဝင်ချင်နေပြီဘာကိုမဝင်ချင်တာလဲကိုမမဟုတ်ဘူးကိုမမဟုတ်ဘူးကိုတင်မကိုတင်မဆိုတာကျုပ်ယောက်ျားကျုပ်ယောက်ျားကျုပ်စီပြန်လာမှာတမီးရောตายอจုတ်สีเปลี่ยนลาจ้ะมาจုတ်ตริยาดาบ่ดีเมียก็ ကျုပ်ဆွဲကြိုးရောင်းပြီးတော့ဝဲထားတဲ့မြေကျုပ်မြေပေါ့ဘယ်သူကအမွေလိုချင်တာလဲမပေးဘူးမပေးဘူးဟင်ပောင်သွားလိုက်တာ အမေရေကဲပါအောင်ဖေရဲ့ကျုပ်ကိုဒုတ်ကြီးနဲ့လိုက်ရိုက်နေတယ်အာကုတို့မမင်းတင်ထုံးနာတော်ဒအစင်ပေသူညီကိုမောင်နှမတူးတယောက်ချင်းစီတိုင်းကိုအထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။ကျမ်းမာပြီးတော့ဘေးကင်းကြပါစေရှင်။လိုအပ်ချက်များရှိခဲ့ရင်လည်းနားလည်တည်ခံပေးကြပါအောင်ရှင်။